မြင်လာပါခင်ဗျ YouTube channel လေးဖြစ်တဲ့ Linga Support Channel ကနေလည်းကြိုဆိုပါရစေဟုတ်ကဲ့ပါတင်လင်းကနေညအင်္ဂါနေ့မနေ့မှာရှင်းပြန်ကစားကြမယ်ဒါပေါ့နော်ဥရောပလက်ပွဲစဉ်လက်ကျက်ပွဲစဉ်ကိုကျွန်တော်ရွေးချယ်ပေးသွားမှာဖြစ်ပါတယ်နည်းနည်းတော့နောက်ကျသွားတယ်ဒါမဲ့ဒီပွဲစဉ်လေးကနောက်ကျတယ်ဗျဆိုတော့ကျွန်တော်ကဒီနေ့ရွေးချယ်မှုတွေမှာတူတူနဲ့လုံရင်တော့ပဲသွားမှာအဲကျတော့ကျွန်တော်ကဒီနေ့ဒီနှစ်ပွဲထဲမှာကျွန်တော်ကတော့ဒီကျွန်တော်ကြိုက်ကလေးဆိုတော့ညီကိုတို့ ဒါအဆင်ပြေမယ်လို့ထင်တယ်ကြာချင်းတူမယ်လို့ထင်တယ်ပေါ့နော်အဲကြောင့်ကြာချင်းတူမှလိုက်ဆိုပါမကြိုက်တဲ့ညီကိုတွေကတော့မိမိချမ်းနဲ့တရားတရားနေပြီးတော့နော်ဒါဘက်ကံပြီးတော့ရွေးချယ်စောကစားပိုင်ခွင့်ရှိပါတယ်နောက်ပွဲလဲဆိုပြီးမယ်ညီကိုတွေကမိမိချမ်းနဲ့တရားအတင်းနဲ့လဲတွဲပြီးစောကစားလို့ရပါတယ်ကျွန်တော်ကတော့ဒါဘော်ဒီကြီးပဲရွေးချယ်ပေးသွားမှာဖြစ်ပါတယ်ခင်ဗျာနော်ဆိုတော့ပွဲစံလေးလဲမှာဆိုရင်ဥရောပလိပွဲစဉ်နဲ့အီတလီစီးရီးယားဒါပွဲကြံဆိုရင်ဘောလုံးနာနဲ့ကစီမိုနီစီပွဲစဉ်ရှိတယ်ဗျအဲကြောင့်ဘောလုံးနာနဲ့စီမိုနီစီပွဲစဉ်မှာအင်ဝင်ဖြစ်တဲ့ဘောလုံးနာနဲ့စီမိုနီစီကိုဒါ အင်ဝင်ဖြစ်နေတယ်ပေါ့နော်တလုံးစီကြောထားတယ်ဈေးမတည်ငြိမ်ဖြစ်နေတယ်တလုံးစီတော့အပြာဆုံးရှုံးသေးတလုံးစီတွေလိုက်ကတ်ပြဒါမှကိုပေါင်းစည်းကနှလုံးအရှုံးသေးတိဖောက်ထားတာတွေ့ရတယ်ကျွန်တော်ကဒီနေ့ပွဲစဉ်မှာဘိုလောနာကလာအစင်စရာငါစီမိုနီစီကတော့ဆက်နှစ်ပြဒီဘိုလောနာအနိုင်ရရှိတော့မဲ့ဆိုရင်အစင်စရာပြောင်းလဲလို့ပြီးလေးထီရောက်မှာဘိုလောနာအင်ဝင်ရုံးကန်လို့ရတယ်နောက်ဆုံးစကားတဲ့ပွဲစဉ်မှာဆိုရင်ဒါဘူရာပွဲစဉ်ကောင်းပြီလေးပွဲစဉ်မှာတည်ကြထားတယ်စီမိုနီစီကတော့နောက်ဆုံးပေးကူများပြီးအရှုံးပွဲနဲ့ပဲဂျုံတွေ့ထားတယ်ဗျာ ဲ့ကြောင့်အိမ်ဝင်ပြတဲ့ဘောလောနာရဲ့ဒီနှစ်သင်းပေါင်းထိတိုက်တွေ့ဆုံမှုအရာကိုကြည့်ရမယ်ဆိုလို့ရှိရင်တော့ဒါဘောလောနာကတော့ခုနောက်ပိုင်းပြန်သားလို့ပြောမိမယ်။အနည်းဆုံးနှလုံးထက်တွေမကျော်ဘူး။ကိုးကားတော့ပေါ့နော်။အဲ့တော့ဂူပေါင်းစင်းနှလုံးရှုံးသေးဖောက်ပြတာရယ်ဘော်စီးတလုံးတည်တည်ထိုက်တဲ့သမားတွေတွင်လည်းပေါ့နော်ဒါ1စီဒါဘုံဝမ်အလောက်နဲ့လည်းပြီးဆုံးထားတာလည်းရှိတယ်အဲ့တော့ကျွန်တော်ကဒီနေ့ဘောလောနာနဲ့ဒီစီမိုနီစီတို့ပွဲစဉ်မှာကျွန်တော်ကိုခတ်မရတော့အင်ဝင်းဘောလောနာနိုင်သွားရအောင်ပါကိုအပြက်ကြီးနိုင်သွားလိမ့်မယ်လို့မထင်မိဘူးကတ်နိုင်မယ်2စီလောက်ပဲခံမှန်းမိပါတယ် ဆက်ကြောက်ရွေးချယ်ပေးရမှာဆိုရင်အင်ဝင်းဘောလုံးနာကိုကြားတယ်လို့နောက်တစ်ကြောင်းကတော့ကိုပေါင်းအောင်နဲ့တွဲပြီးဆော့သိချင်တယ်။ online ပဲတမဆော့တဲ့ညူတွေကကိုပကရမယ်တင့်တော်စီနဲ့ဒါကိုပေါင်းအောင်ကိုလိုက်ပြီးတော့ဆော့ပြီးတော့ဘော်စီကတော့ကိုကတင့်တော်စီနဲ့ပဲလိုက်ပြီးဆော့သိချင်တယ်နှစ်ကြောင်းပေါ့နော်။ဒါဘောလုံးနာဘော်ဒီရဲ့ကိုပေါင်းအောင်ရောကျွန်တော်တွဲပြီးလိုက်တာပဲဖြစ်ပါတယ်ခင်ဗျာနော်။နောက်ထပ်တစ်ပွဲဖြစ်တဲ့ပြစပိန်လာလီကာပွဲစဉ်နဲ့မှာဆိုရင်ဒါဗယ်လီကာနိုနဲ့ပေါ့နော်ဒါဗလင်စီယာပွဲစဉ်ကိုကျွန်တော်ရွေးချယ်ပေးသွားမှာဖြစ်တယ်ဗျ။ဆိုတော့ဗယ်လီကာနိုနဲ့ဗရင်စီလာပွဲစဉ်မှာဗယ်လီကာနိုကတော့အစင်စာ7ဗလင်စီယာ16ပြ။ ဒါပေမဲ့ဒီဗလင်စီယာကတော့ဒါဥရောပပွဲစဉ်တွေရောဒီလိပ်ပွဲစဉ်တွေမှာလည်းဒါခြေစမ်းမတည်ငြိမ်ဖြစ်နေရယ်ဗလင်စီယာလည်းအတူတူပဲအဲကြောင့်နှစ်သင်းလုံးရဲ့ဒါရမကလိုအပ်ချက်ရှိနေတယ်အဲ့ဒါလိုအပ်ချက်ရှိတာဗလင်စီယာတန်းစင်းစုံကနေရုံးကံမှာလည်းဖြစ်တယ်ဗျဘော်ဒီစင်းမှာဆိုရင်ဗလီကာနိုဖောက်ဝေးတာဒါခြေတူတူအရှုံးသေးပြီးထားတယ်ဂိုးပေါင်းသေးမှာဆိုရင်နှလုံးသားပြားဆုံးရှုံးသေးဖောက်ပြီးထားတယ်ဗျနှစ်သင်းပေါင်းထိတိုက်တွေ့ဆုံမှုရဆိုရင်အနည်းဆုံးဒါဒီ2024ရနေပြီတော့ဒီ2025မြတ်မတိုင်ခင်ဒီပေါ့နော်အနည်းဆုံးနှလုံးထက်သုံးလုံးထိရှိခဲ့ဆိုမဲ့ဒီဘက်နှစ်နောက်ပိုင်းမှာဆိုရင်ဒါ goal တွေကဒါအနည်းထားတွေ့ရပြ ဲ့ကြတော့ကျွန်တော်ကဂိုးပေါင်းသေးနှလုံးသားပြအောင်ဂျုံသေးပေးထားတယ်ဘော်ဒီစီကရှစ်တူဆိုရင်ရှုံးသေးပေးတဲ့အတိုင်းမှာဗယ်လီကာနိုနိုင်ရင်လည်းဒါဘိုးပြက်ကြီးမဟုတ်ဘူးဗလင်စီယာသွင်းသွားမှတင်ဂိုးပေါ်မှာကိစ္စမျိုးဖြစ်တဲ့အတွက်ကြောင့်မလို့ကျွန်တော်ဒီနေ့ပွဲစဉ်မှာဒီဗလကာနိုနဲ့ဗလင်စီယာရဲ့ပွဲစဉ်မှာကျွန်တော်တော့ကိုအောက်ဒီကြောင်နဲ့ပဲကျွန်တော်ရွေးချယ်ပေးခြင်းပါတယ်ဂိုးပေါင်းအောက်လေးကိုမိမိချိုင်းနဲ့တရသေးနဲ့လိုက်ပြီးတော့ဆော့ကစားသေးခြင်းနဲ့ပေါ့နော်ဆော့စစ်ခြင်းနဲ့ပေါ့နော်အဲကြောကျွန်တော်ကတော့ဗယ်လီကာနိုနဲ့ဒီဗလင်စီယာပွဲမှာဆိုဂိုးပေါင်းကိုရွေးထည့်ပေးတာပါဘောလုံးနာနဲ့စီမွန်နီစီပွဲစဉ်မှာလည်းအငွေဖြစ်တဲ့ဘောလုံးနာကိုတင့်တော်စင်းနဲ့ပေါ်ရွေးချယ်ပြီးတော့ကိုပေါင်းအောက်ကိုလည်းကိုကတင့်တော်စင်းနဲ့လိုက်ပြီးတော့ ဆော့သားသေးမှာခင်ဗျာဒီနှစ်ပွဲကတော့ body distance ဆော့လို့ရပါတယ်တကယ်လို့ညီကလေးကြိုက်နေတတ်မှာဆိုလို့ရှိရင်တော့နှစ်ပွဲပြင်နောက်ထပ်မိမိကြိုက်နေတဲ့အလိပ်ပွဲစဉ်နဲ့ရွေးပြီးတွဲဆော့ကစားလို့ရပါတယ်ခင်ဗျာနော်ကျေးဇူးအားပေးတဲ့ညီကလေးကံကောင်းကြပါစေကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ